ဖုန်းထဲမှာတက်နေတဲ့အမြင်မသိတော့တဲ့ကြောညာတွေကိုပိတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ knowledge share channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့ဒီပရိုဂရမ်မိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ဖုန်းထဲကိုတက်လာတဲ့ကြောညာတွေနဲ့ကိုယ့်ရဲ့ဖုန်း notify bar မှာတက်လာတဲ့အမြင်မသိတော့တဲ့ကြောညာတွေကိုကိုယ့်ရဲ့ဖုန်းထဲကိုထပ်ပြီးတော့ဝင်မလာတော့အောင်ဒီကြောညာတွေကိုဘယ်လိုမျိုးပိတ်ရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီကြောင်ညာတွေကိုပိတ်ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်း setting ထဲမှာဝင်ပြီးပိတ်မှပဲရနိုင်မှာပါ ။ဒါကြောင့်ဖုန်းထဲက setting လေးတဲ့ကိုဝင်လိုက်ပါ။ဖုန်း setting ထဲကို ရောက်ပြီဆိုရင်တော့ဖုန်း setting ထဲမှာ app ဆိုတာကိုရိုက်ချလိုက်ပါ။သုံးတဲ့ဖုန်းမျိုးစားတွေမတူညီတဲ့အတွက်တချို့ဖုန်းတွေမှာတော့အပေါ်ဘက်မှာတွေ့ရတတ်တယ်လို့တချို့ဖုန်းတွေမှာတော့အောက်ဘက်နားမှာတွေ့ရတတ်ပါတယ်ခင်ဗျာ။ Okay ပါ ABBS app ဆိုတဲ့နေရာလေးကိုရှာပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ။ပြီးရင်တော့ Money app ဆိုတာလည်းကို ဝင်ပေးရပါမယ်။တချို့ဖုန်းတွေမှာတော့ app management ဆိုပြီးတော့လည်းတွေ့ရတတ်ပါတယ်။ โอเคပါကျောင်းရဲ့ဖုန်းထဲမှာတော့ money app ဆိုပြီးတော့တွေးတဲ့အတွက် money app တဲကိုဝင်လိုက်ပါမယ်။โอเคပါဒီနေရာမှာဆိုရင်တော့ကျောင်းတို့ရဲ့ဖုန်းထဲမှာရှိတဲ့ software တွေအကုန်လုံးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကိုယ့်ရဲ့ဖုန်းထဲကိုတက်လာတတ်တဲ့အမြင်မသင့်တော်တဲ့ကြော်ညာတွေကတော့ဒီ Chrome browser လို့ခေါ်တဲ့ browser လေးကနေပဲအများဆုံးတက်လာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ Chrome browser တဲကိုဝင်ပြီးတော့ကျောင်းတို့အနေနဲ့ပိတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။โอเคပါ Chrome browser လေးတဲကိုဝင်ပေးလိုက်ပါ။ ီးရင်တော့အပေါ် notification ဆိုတာလေးတဲ့ကိုထပ်ဝင်ပေးလိုက်ပါပြီးရင်တော့အပေါ်ဆုံးမှာရှိတဲ့ show notification ဆိုတဲ့ click လေးရဲ့ဘေးကကျွန်တော်တို့အစိမ်းရောင် click လေးကိုပိတ်ပေးရပါမယ်ဒီ click လေးကိုပိတ်လိုက်မှပဲကျွန်တော်တို့ရဲ့ phone နဲ့ကိုတက်လာတတ်တဲ့ကြော်ညာလေးတွေကိုပိတ်ထားပေးနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီ click လေးကိုတခြားလေးပိတ်လိုက်ပြီဆိုရင်တော့ဖုန်းထဲကိုတက်လာတတ်တဲ့ကြော်ညာတွေတက်လာမှာမဟုတ်တော့ပါဘူး ။ဒါတော့ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲကိုတက်လာတတ်တဲ့ကြော်ညာတွေနဲ့ဖုန်းရဲ့ notify မှာပေါ်လာတတ်တဲ့အမြင်မသိတော့တဲ့ကြော်ညာတွေကိုကျော်တို့ရဲ့ဖုန်းထဲမှာပိတ်ထားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ထပ်ထပ်တင်ပေးမယ့်ဖုန်းနည်းပညာဗီဒီယိုတွေကိုဆက်ပြီးလေ့လာကြရင်တော့ကျော်ရဲ့ YouTube Channel နဲ့ Facebook Page နဲ့ TikTok account လေးကို Like Subscribe နဲ့ Follow လေးလုပ်ပေးထားကြဖို့လည်းအကြံပြုချင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။